တေးတံများကိုဘဝနဲ့ရင်းရသောအတွေ့အမြင်များဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးပါမယ်။အဲဒီစာအုပ်လေးဟာ ကျွန်တော်ဘဝရဲ့အတိတ်အကြောင်းမှပါပါတယ်။အခုပြည့်စုံကဘဝမှာလည်းပဲလောကဒဏ်ဆိုမျိုးစုံမျိုးစုံကြောဖြတ်ခဲ့ဖို့ဖြစ်တယ်အများကြီးပါပါတယ်။ဘဝနဲ့ရင်းရသောအတွေ့အမြင်များဆိုတဲ့အတိုင်းတကယ်ကိုဘဝနဲ့ရတဲ့အတွေ့အမြင်တွေအများကြီးပါပါတယ်။ကခုလောက်နမူနာပြောရလို့ရှိရင်သူတို့ဘာကိုမကြည့်ညိုရင်သ ုသူမရယုံမဲ့ရှိမယ်ကိုကိုကိုမကြည်ညိုရင်အပေကြတတ်တယ်အကြောင်းကသူတို့ဘာကိုလိန်ညာ၍ရတော့လဲမိမိကိုမိမိလိန်ညာ၍မရကြောဘူရတော့ကြောင့်ဒီဆိုတဲ့အတွေးအမြင်လေးတွေဟာဒီထဲမှာလို့တွေးရတယ်အများကြီးပါပါတယ်အဲကျွန်တော်တို့မြန်မာပြည်မှာအထက်ဘဝကိုသတ်မိတော့ပုဂ္ဂိုလ်သူများတော်တော်များများရှိပါတယ်အဲ့ဒါကအခုကျွန်တော်ဟာအတိတ်ကဘဝတစ်ခုမှတ်မိပါတယ်အတိတ်ကဝတ်ကြီးတကောင်ဘဝကနေပြီးတော့ ကျွန်တော်မိခင်လောင်းတော့တဲ့ရင်တန်ဃာတွေဆုံးကျွေးတာဆုံးကတ်တာကိုဆုံးလောင်းတာကိုကျွန်တော်ကဝက်ဘောကလှန့်လန့်ကြည့်ရင်းနဲ့ကုသိုလ်တွေပွားခဲ့ပါတယ်အဲ့ချိန်မှာဝက်ဘောကတည်ပြီးတဲ့အခါမှာအမိတ်စီရောက်ခဲ့တာပါမရပူရမြို့မှာပါထို့သူပဲဆရာတော်အရှင်စေတေနဟာလည်းပဲအတိတ်ဘဝကိုသိပါတယ်ဆရာတော်ကအတိတ်ဘဝတုန်းကဗကံမှာဘယင်တစ်ပါးဖြစ်ခဲ့ပါတယ်အခုဗကံကသိုးမင်းကြီးဖရာဆိုတာကိုဆရာတော်ပဲပြင်ထားပါတယ် အဲ့ဒါဆရာတော်တိတ်ဘဝဘယင်ဘဝကတည်ခဲ့တဲ့ဘုရားပါဆရာတော်ရှင်စေကနာရဲ့ခုဘဝလူနာမကလည်းဘုဆိုးမင်းပါပဲနောက်တစ်ခါမူလသင်းကိုဆရာတော်ဘုရားကြီးဟာတော့ပုဂ္ဂိုလ်မျိုးဝါဒနုဒိဘယင်ကြားတဲ့အတွက်ကြောင့်ဘဝများစွာအများကြီးမြင်တဲ့အထဲမှာဆရာတော်ဟာနောဒာမင်းဘဝကိုရောက်ခဲ့ပါတယ်နောဒာမင်းဟာဆရာတော်ကိုယ်တိုင်ပါပဲအဲ့ဒီမှာထူးခြားတဲ့ကြောင့်လည်းတခုမျှဝေပေးခြင်းပါတယ်အဲ့ဒါကတော့တမိုင်းကျောင်းထဲမှာ ပါနေတဲ့ဟာနဲ့တကယ့်ဖြစ်ရခွာချတဲ့အကြောင်းလေးပါပဲတမန်ကျောင်းထဲမှာတော့ဒေါက်တာမင်းဟာပြည်သူတွေကိုညှိစေနေတဲ့ကျွဲကိုဒါတက်ဖြတ်ရင်းနဲ့ကျွဲခတ်ပြီးတော့ဆုံးတဲ့အကြောင်းပေါ့တကယ်တော့အဲ့လိုမဟုတ်ဘူးလို့တိုင်းငူဆရာတို့ရှင်းပြပါတယ်တကယ်ကြတော့သူကတဲ့အဲ့ဒီနောက်တိုင်းမှာဘောရတုံးကလည်းပဲတနာယာကအားကြီးတဲ့အတွက်ကြောင့်ငကြွေးဆိုတဲ့လူမတစ်ယောက်ရဲ့ဇနီးနဲ့ဖောက်ပြန်ပါတယ် အဲ့ဒါအဲ့ဒီငကြွေးကပြီးပြီးတော့ခုတ်တက်လို့ပြေးသေးရတာပါတဲ့အမှန်နဲ့ပြောပြပါတယ်အခုကမလဲဆရာတော်ဟာလူဘဝတော့ငါအဲ့ဒါဓမြကြီးဘဝနဲ့မရ၄ယောက်ယူခဲ့ပါတယ်နောက်မှတုံကကညာရပြီးတော့အဲ့ဒါယဟန်ဝတ်ပြီးတော့ဉာဏ်နာဖြစ်အောင်ပြည့်ညံခဲ့တာပါနောက်တစ်ယောက်ကတော့မင်းကဆရာတော်ကသူတန်ခါပြုခဲ့တဲ့အထုဖို့ဆရာဝန်ကြီးဥဒါလာပါသူဟာအတိတ်ဘဝတော့ငါ ဒါအပြိုကြီးဘဝနဲ့ပိဋကတ်သုံးပုံလူပြီးဆူတောင်းမယ်လို့ခုလိုပညာတတ်အာလုံးဘုတ်ကိုဖြစ်ပြရတာပါအဲ့တော့မြေတိုင်းမှာဒီကောက်ကိုတောက်ပြီးတော့တွေးမြင်ကောင်းများရရှိရောက်ဆူတောင်းရင်းနဲ့ Thank you